ယမန်ရှိဟူဒီများက၎င်းတို့ဒီမှာဂျာသိမီကအမေရိကန်နဲ့အီဇရေးပြည်မများကိုတိုက်ခိုက်ခဲ့သည်ဟုဆိုသည်ပင်လယ်နေစီ USS Harry S Truman လေယာဉ်တင်မောကိုဒုံးကျည်များနဲ့ drone များပစ်ခတ်ခဲ့ကြောင်း၎င်းတို့ကပြောခဲ့သည်ဟူဒီစစ်တပ်ပြောရေးဆိုခွင့်ရှိသူယာယာဆာရီကအဆိုပါတင်မောဒီ၎င်းတို့အားရန်စရန်ပြင်မာတစ်ခုဖြစ်ကြောင်းပြောကြားခဲ့သည်ဆိုပါဖွဲ့ရေးအီဇရေးနိုင်ငံတယ်လီဗီမျိုးရှိစစ်စခန်းများကို drone များဖြင့်တိုက်ခိုက်ခဲ့သည်ဂါဇာမှာပါလက်စတိုင်းတွေကိုထောက်ပံ့ဖို့ဖြစ်တယ်လို့သူတို့ကပြောပါတယ် တော်တော်တွင်ရမရှိဦးဒီထိန်ချုပ်ထားတော့နေပြည်တော်ကိုအမေရိကန်ကလေကြောင်းမှတိုက်ခတ်မှု10ရက်ဆက်တိုက်ပြုလုပ်ခဲ့ပါသည်မြို့တော်တွင်အ ਨੇ စုလူနေအိုးတည်ဆုံးပြီးအများပြတရားရရှိခဲ့ကြောင်းတင်းများကဆိုသည်ရေကြောင်းကုန်သွယ်မှုနှင့်အစ္စရေးတို့ကိုချိန်ချောင်းနေသောဦးဒီမြောက်ကိုအမေရိကန်ကအားနည်းသွားစီလိုသည်၎င်းတို့သည်ဦးဒီမြောက်ထောက်ပံ့သည့်အီရန်ကို PRP ရန်လည်းညီမှန်းထားသည်အမေရိကန်သည်တိကျသောပြမများကိုမတီးမပြုတော့လဲ၃ကြီးကျွမ်းကျင်သူတို့အပေါင်းအဝေးအဓိကဦးဒီကောင်းသောမြောက်ကိုတပ်ဖြတ်ခဲ့သည်ဟုလည်းဆိုသည် ဘရူနေညအစောပိုင်းတွင်ဟူတီများကအမေရိကန်နှင့်အစ္စရေးပြည်မှမြောက်ထပ်မံထိုက်ခိုက်ခဲ့ကြောင်းကြေညာခဲ့သည် USS Harry S Truman အပါအဝင်ပလန်နီရှိအမေရိကန်စစ်တပ်မှများကိုပြင်မထားခဲ့သည်ဟုလည်းပြောကြားခဲ့သည်၎င်းတို့သည်အမေရိကန်တပ်ဖွဲ့များနှင့်နိုင်တော်ကြားတိုက်ပွဲဝင်ခဲ့ကြောင်းအဆိုပါအဖွဲ့ကပြောသည်သို့သောအဆိုပါပြောကြားချက်များကိုအမေရိကန်စစ်တပ်ကထုတ်ပြန်ခြင်းမရှိသေးပေ ဂါဇာကိုထောင်ကနေအနေနဲ့တယ်လီဖီကိုထပ်မတိုက်ခိုက်ခဲ့တဲ့ဟူတီတွေကပြောပါလိ။၎င်းတို့ဒီ drone အများပြောက်ကိုအသုံးပြုကဂါဇာစစ်ပွဲရတန်းဒီအထိအစ္စရေးနဲ့ချိတ်ဆက်ထားသောမြို့များနဲ့တင်းမောများကိုစစ်တိုက်တိုက်ခဲ့သောမြို့ဟုကြေညာခဲ့သည်။ဟူတီတို့၏အဓိကအောက်ခြေခံအမခနဲမြေဖြစ်တဲ့ယမန်နိုင်ငံစာတမ်းပြည်နယ်တွင်အမေရိကန်ကလေကြောင်းတိုက်ခတ်မှု9ချိန်ပြုလုပ်ခဲ့ကြောင်းဟူတီ TV ကအင်ကန်နေ့ကကြော်ညာခဲ့သည်။အတိအပြောက်မရှိခဲ့ကြောင်းသိရသည်အမေရိကန်ဒီမလာလေတွင်ဟူတီနယ်မြေများကိုပုံကျဲတက်ခဲ့ပြီးတို့ချင်းမဆက်၍ဆက်တိုက် ဖြစ်ပွားခဲ့သည်ဟီဟူဒီများသည်အစ္စရေးနှင့်အမေရိကန်ပြည်မများကိုဆက်လက်တိုက်ခတ်တော်မူဟုဂရီပြုထားသည်ဟူဒီဒရုန်းအများအပြားကိုဂျာပြဟန်တာခဲ့ကြောင်းအမေရိကန်စစ်တပ်ကပြောကြားတော်လဲအမေရိကန်တင်မောများပေါ်တွင်တိုက်ရိုက်ထိမှန်မှုမရှိကြောင်းအတည်ပြုပြောကြားထားခဲ့သည်ထို့တိုက်ခတ်မှုများကတိတ်ပြီးတိုက်ခတ်မှုမရှိဘူးလို့လည်းအရာရှိတွေကပြောပါသည်ဒေသတွင်ပြည်ပခတ်များပုံမဖြစ်ပွားလာမည်ကိုစိုးရိမ်သည့်အခြေအနေများတင်းမာနေလည်းရှိပါသည်